အားလုံးပဲမြင်လာပါနော် IC computer landing page မှာပြန်လည်ကြိုဆိုပါရစေ။အခုလေ့လာရမယ့်တင်ခန်းစာကတော့ page border ဆာရွက်ပုံ design အမျိုးမျိုးခန့်ညအကြောင်းပဲဖြစ်ပါရစေ။အခုဒီအဲဆာရွက်ကိုပေါ့နော်ပုံခတ်မယ်ဆိုလို့ရှိရင်ကျမတို့က design ကိုတွားရပါမယ်။ design မှာ page border ဆိုတာကိုတွေးပါလိမ့်မယ်။ဒီ page border ပေါ့နော်။ဒီ page border မှာကျမတို့ကဒီမှာ border border ဆိုတာရှိရအခု page border ရွေးရမယ်ပေါ့နော်။ page border ကနေပြီးတော့ box box ကိုရွေးမယ်။ name ကိုရွေးပြီး okay နေလိုက်ရင်တော့ border ပျောက်သွားမှာဖြစ်ပါတယ်အဲဒါဆိုရင်ကျမတို့က design page border နဲ့ box box မှာကျမတို့ကဒီမှာ line design မျိုးမျိုးရှိရပေါ့နော် line design မျိုးမျိုးနဲ့ကျမတို့ကခတ်လို့ရပါတယ်ဒီ okay ပေါ့နော်ဒီမှာလဲကိုက line အယောင်တွေရောမျိုးမျိုးရွေးလို့ရပါပေါ့နော် line အယောင်ကပေါ့နော်ကျမအပြာရေးမယ်ဆိုရင်အပြာ okay ဆိုတော့ net တော့အပြာရောင်းနဲ့အဲပေါ့နော်ဘောင်းဆရာပြောင်းခတ်ပေးမှာဖြစ်ပါတယ်ဆိုတော့အခုဒီမှာဆိုလို့ရှိရင် design မှာကျမတို့က page border မှာ အာဘောနော်ဒီမတ်မကဒီရိုးရှင်းတဲ့ဒီဇိုင်းတစ်ခုအိုကေနေလိုက်ရင်ဒီဒီဇိုင်းပြောင်းသွားမှာပေါ့နော်အာပြီးတော့ဒီမှာ page border မှာအဲ share လို့ရွေးမယ် share လို့ဆိုတာဒီ border ရဲ့ဒီဘက်ဘေးမှာတော့အရေးလေးထည့်ပေးခြင်းပဲဖြစ်ပါတယ်ဆိုโอเคနေကြည့်မယ်အခုဒီမှာဆိုလို့ရှိရင် word document နဲ့ selection ပေါ့နော်အဲ word document ဆိုတာကြတော့ပေါ့နော်ဆရာတစ်ခုလုံးကိုပြောခြင်းဖြစ်ပါတယ် selection ကတော့ကိုပေါင်ခတ်ခြင်းတဲ့အပိုင်းကို select match ခြင်းပဲဖြစ်ပါတယ်ဆိုကျွန်မက word human ကိုရွေးမယ်ပြီး okay နေပြီဒါဆိုဒီမှာအရေးလေးပေါ့နော်အရေးလေးဖြစ်မယ်အဲ့အောင် share လုပ်လို့ခေါ်ချင်ဖြစ်ပါတယ်အဲပြီးတော့လို့ရှိရင် design page border မှာဒီ 3D 3D ပေါ့နော် 3D အတုံးလေးပေါ့နော် 3D အတုံးလေးနဲ့ခတ်ပါမယ် and okay ပေါ့နော်ဒါတော့ line အထူပါပေါ့နော်ကိုက line အကြီးကြီးကျရဆို line အကြီးကြီးပေါ့နော်ရွေးရုံပါပဲဒါဆိုဒီ bound design ညာ 3D design ပေါ့နော် 3D design အဲ bound နဲ့ဖြစ်သွားမှာပဲဖြစ်ပါတယ် 3D design bound နဲ့ပေါ့နော်ခတ်ပေးခြင်းပဲဖြစ်ပါတယ် ဟုတ်ပြီနောက်တစ်ခုက design မှာကျမတို့က page border ကိုပြင်ရင်းမယ် page border မှာအာဘောနော်ဒီမှာ art ဆိုရှေဘောနော် art art မှာဆိုရှေကိုကဘောနော်ဒီလိုမျိုးဘောနော် cartoon ပုံလေးတွေနဲ့အဲဘောနော်ပုံခတ်ချင်တဲ့ရပါဒီမှာ cartoon ပုံ design တွေအများကြီးရှေဘောနော်ကိုခတ်ချင်တဲ့ပေါ့ နဲ့ပေါ့နော်ကတ်တူးပုံဒီဇိုင်းလေးနဲ့လည်းပေါင်ခတ်လို့ရပါတယ်ဒီဇိုင်းမှာ page border ပြန်တွားမယ်ပေါ့နော် page border မှာကျမတို့ကအိုးအောက်ဆုံးဘက်ကိုတွားမယ်ပေါ့နော်အောက်ဆုံးဘက်ကိုတွားချင်မှာအောက်ဆုံးမှာဆိုလို့ရှိရင် page border design တွေအမျိုးမျိုးရှိရပေါ့နော်အခုဒီမှာဆိုလို့ရှိရင်ကျမကဒီထဲမှာအဲ့ဒီ design ရေးချင်တယ်ပေါ့နော်ဒီ design နဲ့ကျမပေါင်ခတ်မယ် okay ဒါဆိုဒီလိုဒီလိုဒီဇိုင်းကြလာမှာပဲဖြစ်ပါတယ်ဆိုဒီဇိုင်းမှာဒီ page border မှာပြန်နေမယ်ပေါ့နော်ဆိုဒီဒီဇိုင်းမှာကျမတို့ကဒီ weight ဆိုတာ share weight ဆိုတာကျမတို့ကဘယ်လောက်ထိဒီ line ကိုထူမှာလဲပေါ့နော်သူက30အထိကိတ်ဆုံးပေါ့နော်โอเค30ထားလိုက်မယ်ပေါ့နော်30ထားပြီးတော့မှကျမက okay နေလိုက်မယ်ဆိုလို့ရှိရင်သူက line တော့တော်တော်လေးကိုထူသွားမှာပဲဖြစ်ပါတယ်ဆိုဒီဇိုင်းကိုနေပြီးတော့မှ page border page border မှာကျမက30ပြီးတော့ okay နေလိုက်ရတယ်သူက တိတိလေးဖြစ်သွားမှာပဲဖြစ်ပါတယ်ဆိုတော့ design နေမဲ့ page border မှာဒီမှာကျွန်မကဟိုပါဘောနော်အဲ30ထားလဲပေါ့နော် okay 30ပြီးတော့ရှင် word document လာပေါ့နော်ဒါတော့ကျွန်မတို့ word document တစ်ခုလုံးကိုခတ်မှာဖြစ်တယ် word document ရေးမှာဖြစ်ပါတယ် option ကိုတစ်ချက်တွားကြည့်အောင်ပေါ့နော် option option မှာဆိုလို့ရှိရင်ပေါ့နော်သူကသူကဒီမှာနှမျိုးရေးခိုင်းမယ် share form တိုင်းတာမယ်တဲ့ h of pages ပေါ့နော်စာရွက် ရဲ့ပေါ့နော်ဆာရွက်တောင်းကနေပြီးတော့မှဆာရွက်ကိုအခြေခံပြီးတော့မှဆာရွက်တောင်းကနေအခြေခံပြီးမှအာလောက်မှလာတော့မင်း test test ဆိုတာဒီဆာရာဒီဆာရာကိုအခြေခံပြီးတော့မှပုံခတ်မှာလာပေါ့နော်ကျမတို့ကတော့အများရန်ဒီ h of page ကိုအာပေါ့နော်အဲပုံခတ်မှာဖြစ်ပါတယ်ဒီမှာဆိုရှင်ကိုလိုချင်တဲ့ပေါ့နော်အတိုင်းတာ top ဆိုတာဒီထိတ်မှာဘယ်လောက်ထိချန်ထားမလဲပေါ့နော် left rice button open မှာ block တစ်ချန်ထားမယ်ဆိုတော့ကိုယူရမှာဖြစ်ပါတယ် for example အခုဒီမှာမှဆိုရင်ဒါဆိုရင် left မှာပေါ့နော် left ဘက်မှာကျွန်မက block တစ်တိုးမလဲ31 case ဆိုပေါ့နော် and okay နဲ့ကြာ okay okay ဆိုရင်တော့ဒီဘက်မှာနည်းနည်းလေးပေါ့နော်ဟိုဆာရွက်ချုပ်မဲ့နေရာလေးပေါ့နော်ဒီလိုချန်ထားပြီးမှပဲဖြစ်ပါတယ်ချန်ထားပြီးမှပဲဖြစ်ပါတယ်ဒါကိုကျွန်မဆိုင်နေနဲ့တိလိုက်မယ်ပေါ့နော် ချနာပေးမှာပဲဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဒီ design အ page border ပေါ့နော် page border မှာ option ကိုပြန်သွားမှာပေါ့နော် option မှာကျမကပြန်တော့ default ပုံမှန် site ပြန်လုပ်လိုက်ပေါ့နော်အဲပြီးတော့ okay okay ဆိုရင်တော့ပုံမှန်ပြဖြစ်သွားပြီပေါ့နော် so ဒီ line ဒါပေါ့နော်အရင်ထူလို့နေပေါ့နော်ဒီလောက်ထူတော့ကျမတိတ်မကြိုက်နည်းနည်းတေးမယ်ဆိုလို့ရှိရင်တော့ design page ပေါ်လာနေပြီးတော့မှဒီမှာကျွန်မကအဲ15တော့ပဲထားလိုက်မယ်เนาะ15 and okay ဆိုရင်တော့15ပဲဖြစ်သွားမှာပေါ့เนาะနောက်တစ်မျိုးကကြတော့အခုဒီမှာဆိုလို့ရှိရင်ပေါ့เนาะကျွန်မကဒီမှာဆိုရင်ဒီ header header ပေါ့เนาะ header ကိုတော့ကွယ်ထားပါပေါ့เนาะအခုဒီရာကိုကျွန်မကအာ design page border မှာအာပေါ့เนาะဒီပေါ့เนาะ box မှာကျွန်မကအရာကို အာဟိုအောင်ထားမှခင်းနေလိုက်နော်ဆိုတဲ့လိုမျိုးအဲဆိုဒီ border ကွယ်နေပေါ့နော်အော်ဒီ header ကွယ်နေဆိုတော့ဒီ header ကိုအပေါ်ထားချင်လေရတာပေါ့နော်အဲအဲ့ဆိုရှိရင် design dash border နေပြီးတော့မှ option option မှာ the always display display in front ကိုဖြုတ်လိုက်ပါတဲ့အဲပေါ့နော်ဖြုတ်လိုက်မှ okay နေလိုက်ပါ okay နေလိုက်ပါ ဒါဆိုရင်ဒီပေါ့နော်ဒီ border ပေါ့နော် header header ဒီ taxi header ပေါ့နော်ဘောင်ရဲ့အပေါ်ရောက်လာမှာပဲဖြစ်ပါတယ်။ဒါဒါကဒီမျိုးဒီဇိုင်းပေါ့နော်။နည်းတင်လိုက်အောင်။ yeah ပဲဖြစ်ပါတယ်။အဲဒါပြီးတော့လို့ရှင်တော့ခုဒီမှာဆိုရှင် border border စမ်းကြည့်အောင်ပေါ့နော် border စမ်းကြည့်ပွင့်အတွက်ဆိုရှင် point စမ်းတာကိုကျွန်မဆက်လက်မလိုက်မယ်အဲပြီးတော့ design page border မာဒီပေါ်တော်နေမယ်ပေါ်တော်နေလိုက်မယ်ပြီးတော့ box ကိုနေမယ်ပေါ့နော် box ကိုနေပြီးကိုနေတက်တက်ပေါ့နော်ဘောင် design လေးခတ်မယ်ပေါ့နော်ဆိုဒီ design လေးခတ်ကြည့်အောင်ပေါ့နော်ဒီ design လေးခတ်ကြည့်မယ်အော်ဒီ design လေးခတ်ကြည့်မယ်ပြီးရင် okay ကိုနေလိုက်မယ်ပေါ့နော်ဒါဆိုရင်တော့ဒီ design လေးခတ်ပြီးမှပဲဖြစ်ပါတယ်နော်ဒီ design လေးခတ်ပြီးမှပဲဖြစ်ပါတယ်ပြီးရင်ပေါ့နော် design page borders မှာအာ borders ဒီမှာကိုနှစ်တက်တဲ့အယောင်လေးပေါ့နော်အနီအောင်ထားချင်အောင်နော်အနီရှောင်းအာအပြာနုရအောင်အပြာနုရအောင်ထားချင်ဒီတော့ဒီလိုမျိုးဒီဇိုင်းဖြစ်မှာပါတယ်ဒီပေါ့နော်ဒီဇိုင်း page border မှာဒီအာဒီရှောင်းလေးပေါ့နော်ကျွန်မကပြာနုရအောင်လေးပေါ့နော်ပြာရင့်အောင်လေးထားလိုက်မယ် okay ဒါဆိုရင်ဒီလိုမျိုးဖြစ်သွားမျိုးဖြစ်ပါတယ်ကဲမိတ်ဆွေတို့လည်းပေါ့နော်စမ်းကြည့်ပါနော် အာဘောနောနားမလည်ရှင်ရှင်လဲ comment မှာမိထားပြလို့ရပါတယ်ဒါကတော့ဘောနော fish powder ပေါင်ခန့်နေပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေနော်